ဂျပန်နိုင်ငံကဒေါ်လာ85ဘီလီယံလောက်သုံးပြီးကာကွယ်ထားတယ်ထူးထူးခြားခြားကြောက်တုံးမင်္ဂလာပါယူသားအနေဒိမန်ပရိသတ်ကြီးဂျပန်နိုင်ငံဟာပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ကြောက်တုံးတရုံးကိုအမေရိကန်ဒေါ်လာ85ဘီလီယံအောင်သုံးပြီးတော့ကာကွယ်ထားပါတယ်အဲ့ဒီကြောက်တုံးကတော့ Okino Torishima လို့ခေါ်တဲ့ဂျုံငယ်လေးပဲဖြစ်ပါတယ်တကယ်တော့ဒီနေရာဟာရေတက်ချိန်မှာကြောက်တုံးနှစ်တုံးသာမြင်ရပြီးတော့စုစုပေါင်းအရွယ်အစားကလေးပဲအဲ့ရခင်းတစ်ခုစားလောက်ပဲရှိပါတယ် ဒါပေမဲ့ဂျပန်အစိုးရအတွက်အဲ့ဒီအယက်ခင်းတစ်ခုစာလောက်ပဲရှိတဲ့ကြောက်တုံးလေးဟာတန်ဖိုးဖြတ်လို့မရပါဘူး။အကြောင်းကတော့ပင်လယ်ပြင်ဆိုင်ရာနိုင်ငံတကာဥပဒေ UNCLOS အရနိုင်ငံတကာနိုင်ငံဟာ၎င်းပိုင်နယ်ကျွန်းကနေစပြီးတော့အထူးစီးပွားရေးဆောင်ဖြစ်တတ်မှတ်နိုင်တာအကြောင်းဖြစ်ပါလိမ့်။ဒီကြောက်တုံးလေးရှိနေခြင်းကြောင့်မလို့ဂျပန်နိုင်ငံဟာတရုတ်နိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံတွေရဲ့ကန့်ကွက်မှုတွေကြားကပဲကြီးမားလာတဲ့ပင်လယ်ရေပိုင်နဲ့နဲ့ရေရင်းမြစ်တွေကိုပိုင်ဆိုင်ခွင့်ရတာဖြစ်ပါလိမ့်။ဒါကြောင့်မလို့ဂျပန်အစိုးရကအဲ့ဒီကြောက်တုံးလေးကိုပင်လယ်ရေတိုက်စားလို့ပြန်စည်းမသွားအောင်လို့ တမ်မနီကွန်ကရစ်အဆောက်အုံကြီးတွေနဲ့ကာကွယ်ထားပြီးအဲ့ဒီရေပိုင်နက်ကိုထိန်းသိမ်းထားနိုင်မှုအတွက်ရေရှည်ကာကွယ်ရေးစီမံကိန်းတွေကိုလည်းချမှတ်ထားပါသေးတယ်။